ကော်နာကတော့လက်တလုံးမှာဆိုရှယ်မီဒီယာကနေခဏပြောင်းနေပြီးတော့တော်တော်လေးကိုပြင်ဆင်နေရအောင်တွေ့ရပါအားလုံးပဲမင်္ဂလာပါဗျမာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါကော်နာမက်ဂရီဂိုကပြောမယ်ဆိုလို့ရှိရင်ဒီလက်တလုံးမှာဆိုရင်ဆိုရှယ်မီဒီယာမှာအရန်ကြီးတိတ်ပြီးတော့အတင်းမဖြစ်ဘူးသူ့အနေနဲ့ကျွန်တော်စိတ်ထင်တော့ UFC White House အတွက်ပြင်ဆင်နေရလို့တော့ကျွန်တော်စိတ်ထဲမြင်နေပြီးတော့သူ training နေသေးသေးချာချာပြန်ပြီးတော့လုပ်နေတဲ့အနေအထားမျိုးမှလည်းရှိပါ ဒါသူ့ရဲ့ဟိုနေ့ကတင်ထားတဲ့ပုံမှာဆိုလို့ရှိရင်သူ့ရဲ့ body shape အနေထားတစ်ခုဟာဘယ်လိုပဲနေနေ training ကမှအတိုင်းအတာတစ်ခုထိတေချာပြန်ပြီးတော့ training လုပ်ထားတဲ့ဆိုတဲ့အနေထားမျိုးတော့ရှိတယ်ကော်နာကပြောရ UFC ကဒါ White House မှာပေါ့နော်အင်ဖြူတော်မှာကျင်းပမယ်လို့ကြားခဲ့တာသူဒီပွဲမှာလုံးဝထိုးသက်ခြင်းနဲ့ဒီအတွက်ကြောင့်မလို့ဒီပွဲအတွက်ဆပြီးတော့ပြင်ဆင်နေတဲ့အနေအထားမျိုးတွေကြားတာဖြစ်ပါတယ်။ဒါပြင်လက်ရှိ Conor McGregor ကဒီ BKFC နဲ့လည်း ဒါရှယ်ယာရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ promotion နဲ့စတိုင်းလှုပ်ဆောင်နေတာရှိတယ်။ပြီးလို့ရှိရင်သူစီးပွားရေးဘက်မှာနေချက်နေတာနည်းနည်းလေးပိုပြီးတော့များတယ်ပေါ့နော်။တကယ်တော့ corner ကပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ခံဘက်ပြန်လာဖို့စိတ်ကူးရှိတော့မှာမဟုတ်ဘူးလို့တော့ကျွန်တော်စိတ်ထဲထင်နေရပါ။ဒါမဲ့လည်းဒီလိုမျိုးဟိုတမိုင်းမှာပြောရရင် Donald Trump လက်ထက်မှာသာလှုပ်လို့ရမယ်။ဒီလိုမျိုးအင်ဖြူတော်မှာကျင်းပပြုလို့မယ် UFC ပြန်ပွဲတော့ corner ကသူ့ရဲ့ဒါ UFC မှာနာမည်ကြီးတဲ့ဂုံပုတ်နဲ့ live ဖတ်စွာပါပြီးတော့ ရှင်းပြခြင်းနဲ့အနေထားမျိုးမှာရှိပါတယ်။ပြောရင်ဒါနာဝိုက်ကလည်းဗျာကော်နာဆိုလို့ရှိရင်တော်တော်လေးကိုယုံတယ်။ဘာလို့လဲဆိုတော့ကော်နာကသူမလုပ်ဘူးဆိုရင်လည်းမလုပ်ဘူး။တကယ်လို့ထိုးတက်မယ်ဆိုလို့ရှိရင်လည်းသူ့မှာဘာတန်ရာပဲရရဘသူနဲ့ပဲတည်ပြီးတည်ပြီးဘဲဖိုက်တာကိုပဲအစားထိုးအစားထိုးကော်နာကထိုးတက်ပါဒါကတော့ဒီသူ့ရဲ့ပြောရလို့ရှိရင်ဗျာဟိုအရင်တော့က work ethic ဘိုင်းကတော်တော်လေးကိုကောင်းတော့အခုလည်းမကောင်းတာမျိုးမဟုတ်ဘူးသူ့အနေနဲ့ training သာတချို့ဘိုင်းတွေမှာရော့တာမျိုးရှိရင်ရှိမယ် သူ့ဘက်ကနေပြီးတော့ UFC ကိုအမြင်တမ်း commitment ကတော့ဖြစ်ပေးပါတယ်။ဘာဖြစ်လဲဆိုတော့သူ့ရဲ့ပုံရိပ်ကတော်တော်လေးကြီးမားတဲ့ကစားသမားတစ်ယောက်ဒီတွဲကြောင့်မလို့သူ့ကိုဦးတည်ပြီးတော့ပွဲတင်ထားပြီဆိုလို့ရှိရင်သူ့ကြောင့်မလို့လက်မှတ်တရရောင်းရတာများပါတယ်။ဒီလိုအခြေအနေမျိုးမှာပြိုင်ဘက်ဒီကိုလည်းမနေမသားမလုပ်ဘူးအဖွဲ့အစည်းကိုလည်းတံမိုးထားရင်ပရိသတ်တွေကိုဆိုလို့ရှိရင်သူပြီးပြီးရောလုံးနေမရှိဘူးပေါ့နော်ဒီတော့ကြောင့်မလို့ဘလို့ပဲနေနေတောက်လျှောက်ဟိုသူပွဲပြတ်တယ်ဆိုတာမရှိသလောက်ပါဘူး ပြီးတော့လက်ရှိဗီဒီယိုတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဒါသူအားတာတဲ့ပေါင်းစင်စွမ်းရည်ပိုင်းကိုအဓိကသိချင်နေအောင်တွေ့ရတယ်။ဒါမဲ့ body ကိုကြည့်ရတဲ့လောက်တော့ကျွန်တော်ထင်တော့ body weight က180-190ပေါင်ဝန်းကျင်လောက်တော့ရှိပါလိမ့်မယ်။ကြော်သားမှုအနေထားကိုကြည့်ရတဲ့လောက်တော့သူ့အနေနဲ့ training နေနည်းနည်းလေးပြန်မိနေရဆိုတော့အနေထားမျိုးလေးတော့ရပါတယ်။တကယ်လို့ corner သား UFC White House မှာပါဝင်လာမယ်ဆိုလို့ရှိရင်တကယ်ကိုအေးပွဲကပြိတ္တအရန်ကိုလူကြိုက်များတဲ့ပွဲတစ်ပွဲဖြစ်လာမှာ ကွန်တမ်ဂီခေါနဲ့တည်ပေးဖို့ဆိုလို့ရှင်ပြပြောရမယ်ဆိုလို့ရှင်လက်ရှိစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဟိုလိုက်ဝိတ်တန်းကစားသမားတွေရောရှိရယ်ဝိတ်တန်းဝိတ်တန်းကကစားသမားတွေနဲ့တော့တည်ပေးမယ်လို့တော့ကျွန်တော်စိတ်ထဲမထင်ဘူးလက်ရှိအရင်တော့နာမည်ထွက်ထားတဲ့ Michael Chandler တို့ပါလို့တော့ရှိရယ်ဒါပေမဲ့ Michael Chandler ကလည်းဒါဆုံးပွဲတွေကဆက်နေတာဆိုတော့ USC အနေနဲ့ဘယ်လိုပုံစံမျိုးတည်ပေးမလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ကွန်တာကတော့ပြောလို့ရှိရင်ကျွန်တော်တို့ Dewar တို့ပါအောင်နဲ့လည်းတွေ့ပြီးတော့ ဟိုဒီ PKFC နဲ့ပတ်သက်ပြီးတော့မြန်မာလက်ဝဲနဲ့ပတ်သက်ပြီးဘယ်လိုမျိုး promotion တွေလုပ်ကြမလဲဆိုတာမျိုးကိုဟို social media တွေမှာတင်ထားတာလည်းတွေ့ရပါတယ်။ PKFC အဖွဲ့အစည်းနဲ့ကတော့တော်တော်လေးကိုအစိတ်ကနေရအောင်တွေ့ရတဲ့အနေအထားတစ်ခုမှတော့ရှိပါတယ်။ corner ကလက်ရှိအချိန်မှာဆိုရင်အသက်ရွယ်အားဖြင့်ကသူနဲ့အဲတက်တူရွယ်သူကစားသမားတွေလည်းဖြည်းဖြည်းချင်းစပြီးတော့အားယူနေပြီပေါ့နော်။သူ့အနေနဲ့လည်းဒီလောက်အချိန်ကြာပြီးတော့မှဒါခက်မှတ်ပြန်လာတာက ီလိုမျိုးအင်ဖြူတော်မှာကျင်းပပြုလုပ်မယ် UFC ပြိုင်ပွဲကြောက်လို့ပဲကျွန်တော်စိတ်ထဲမြင်နေတယ်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ Conor McGregor အနေနဲ့ဒီအသက်ရွယ်ပြီးတော့ဒီလိုချမ်းသာကြွယ်ဝမှုအနေထားမှာသူ့အနေနဲ့ပင်ပန်းခံပြီး training တွေလုပ်နေကြမလို့စီးပွားရေးဘက်မှာလည်းတော်တော်လေးပေါင်းပြောက်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြောရလို့ရှင်များထိုးဘွားလွယ်လို့ရှိရင်တခြားအလုံးမရှိတဲ့လူမျိုးမဟုတ်ပါဘူး Conor McGregor ကတော်တော်လေး public figure ဟိုတအူးအနေနဲ့ရည်တည်နိုင်တဲ့လူပြီးလို့ရှိရင်လုပ်ငန်း နေနေတော်တော်များများပိုင်ဆိုင်ထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ကော်နာလက်ရှိအခုလိုမျိုးတောက်လျှောက်ပြန်ပြီးတော့လေ့ကျင့်နေတာကတကယ်သမိုင်းဝင်အခိုက်အတန့်ဖြစ်မဲ့ UFC White House ကြောင့်ဖြစ်ပေါ်များရလို့တော့ကျွန်တော်စိတ်ထဲမြင်နေတယ်။ဒါနဝိုက်ကိုတိုင်းကလည်းကော်နာဆိုလို့ရှိရင်လုံးဝ favor ပေးပြီးသားပဲ။သူထိုးသက်ရှင်တယ်ဆိုလို့ရှိရင်ထေချာပေါက်စီစဉ်ပေးမဲ့အနေထားပါ။တကယ်လို့ကော်နာမခီကောကို UFC White House မှာမြင်တွေ့ရမယ်ဆိုလို့ရှိရင်တော့ပရိသတ်တွေနဲ့တော်တော်လေးစိတ်ဝင်စားမှုမြင့်တက်လာနိုင်မယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါ။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာက လက်တော်လုံးမှာကော်နာမကီကောကဒါ training လေးပြန်ပြီးနေတဲ့အကြောင်းရင်းပြီးတော့သူ့ရဲ့ပွဲက UFC White House မှာပါဝင်လာနိုင်တဲ့အကြောင်းရင်းကိုအဓိကပြပြပေးသွားတာဖြစ်ပါတယ်။အားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျ။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်တာပေးပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။